တိတီတော်ဖျား အခြေပြုကြံချက်အိုးဘက်လီမျိုး အစိုးရတော်ယူရာမျိုးတို့တွင်တင်တီမျိုးငယ်မျိုးရုပ်ဖြစ်တော်လေဣသရေလအမျိုးကိုအုပ်စိုးရတော်ခင်သည်ငါတို့အဖို့တင်ဤအထဲမှာပေါ်ထွန်းလက်တဲ့မိခအနိုင်ငယ်တိချက်ခင်ကြီးငါအငယ်နှင့်တနစ်တိုင်းနောက်ဆုံးသောလာတို့ရောက်ခဲ့ပါပြီလက်တင်စကားဒီစင်ဤအတိတ်ပဲမှာ၁၀ထန်းဖြစ်က ရှိရှိကယောမပိကတိမှာတော့တစ်ဆယ်လမြောက်သောကာလဟုသိမှတ်ကြပါသည်။နောင်ကာလ၌မူဂျူလီယန်ပိကတိတွင်ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့ကိုထက်သွင်းလာတာကြောင့်ဒီဇင်ဘာခမဆန်လာမြောက်နောက်ဆုံးကာလသို့ပိကတိမှာနေရာယူရပါသည်။ထိုလသို့တနစ်တာကာလမှာဝင်စားရတာကဂျေဇုရောဖြစ်ပါသည်။တနစ်တာလုံးရုံးကန်ဖြတ်သန်းခဲ့ရသမျှနောက်ဆုံးပိတ်မှာ ဖျားလီကွနာရောကိုမြင်ရသောကြောင့်ဖြစ်ပါ၏ချိုတော်ဒီစင်ပါတချင်းတဲ့ကြားရသောဒီစင်ပါရွှေလန်းဝမ်းမြောက်ဖွယ်တည်င်းစကားဖြင့်ပြောရသောဒီစင်ပါစသည်ဖြင့်အချားလာများနေမတူလုံးဝကွယ်ပြားခြားနာသောလကိုဝင်ရောက်ရတာပါဓမ္မဆရာကြီးတို့က Christmas is the promise Easter is the proof ဟုပေါ်ပြခဲ့ပူပါသည်ဒီစင်ပါနဲ့ရှိသော Christmas အခါ၌သည် ဘုရားခင်ဂတိတော်ကို ဖော်ပြပါသည်။အစ္စရာပွဲတော်ကတော့ဘုရားခင်မြတ်တာကိုတည်တည်ပြတာဖြစ်ပါ၏။ခရစ်မတ်ကာလ၌ဘုရားခင်ဂတိတော်ကိုမြင်ရပါသည်။ခရစ်တော်မပေါ်မီနှစ်ပေါင်း900ကပရောဖက်မိခအဖြစ်ဘုရားခင်ပြီးအနာဂတ်တစ္စကားကိုပြောချခဲ့ပါသည်။ဘဲလီမြို့မှာသခင်ယေရှုပေါ်ထွန်းလာမည်အကြောင်းကိုကြိုတင်ကြညာဂတိပေးခဲ့ပါသည်။ဝေးပွားလာမည်သခင်သည်ထိုရက်၌ ်ထာဝရဘုရား၏အစွမ်းသက်တည်နေ၎င်းဘုရားခင်ထာဝရဘုရား၏နာမတော်တကောအနုဘော်နေ၎င်းမိမိသောစုကိုကျွေးမွေးလေးမြို့ဂတိပေးပြနောက်တွင် အချိန်တန်လျင်ဂတိတော်ကိုပြဝစေခဲ့ပါသည်ဤဘုရားခင်သည်ဂတိတည်သောဘုရားရှင်ဖြစ်ပါသည်တမန်ကျမ်းစာ၌ဘုရားခင်ဂတိတော်အမြောက်များသည်ဘယ်တော့မှမကျုံးမပြက်အချိန်ရောက်လျင်ပြည့်စုံသည်ချီဖြစ်ပါသည်ထိုဂတိတော်များကိုကျွန်တော်တို့ယုံကြည်၍ရတာမို့ခရစ်မတ်အချိန်ဒီဇင်ဘာလမှာ အာယူ၍ဖြတ်သန်းဖို့ဖြစ်ပါသည်။ချိုသောဒီဇင်ဘာဆွစ်မှာဂရိတော်များကိုယုံကြည်ခြင်းနဲ့စတင်ကြပါစို့။နံပါတ်1ကြာခဲ့တော်လဲလာရှုမြို့မှနေသောအမကြီးဒေါက်တောက်ကဖုန်းဆက်၍ညစဉ်ခွန်အားအတွက်အလူငွေပေးပို့ပါသည်။အမတ်တရအလူငွေ ဖြစ်ပါ၏။လွန်ခဲ့သော44နှစ်ကဒီဇင်ဘာလနေ့ရက်နေ့မှာဖျားရှင်ရုပ်သိခဲ့သောခင်ပိုးတဲ့ကိုအောင်မြင်၍ဖြစ်ပါသည်။သူမက ဆရာကြီး54နှစ်တောင်ကြာခဲ့ပြီနော်ဟုတိုးတော်လေးတဲ့နည်းပြောပါသည်ခဲရီသောဒီဇင်ဘာလကို သူမဖြတ်သန်းခဲရရှင်ကတော့ငယ်ရွယ်သူဖြစ်ခဲ့ပါ၏ယခုအခါမှာတော့တက်ကြွယ်ပါပြီတေတော်သူကြာလေမေဟုစကားရှိတော်လေခင်ဘိုးတဲ့ကိုမမေ့ပဲကာလအကြာကြီးကို ဖြတ်သန်းလာခဲ့တာအကြောင်းရင်းရှိပါ၏ချစ်ချင်းမေတ္တာကြောင့်ဖြစ်ပါသည်ရှောလမုန်သချင်းနံပါတ်၈ငွေခွနစ်တွင် ရေများတို့သည်မြစ်တာကိုမဆန်နိုင် မြစ်ရေတို့သည် မလွမ်းမိုးနိုင်ဟုလာပါ၏လောက၌တည်သောစနေမောင်နှင့်ချစ်ချင်းမြစ်တာ၏မြဲမြံခြင်းကိုပင်ဤမြခံစားရလျင်ကောင်းရေပုံရှင်ဖျားခေချစ်ချင်းမြစ်တာကသာ၍ခိုင်ခက်ပါလိမ့်မည်ဒီဇင်ဘာလမှာဖျားခေမြစ်တာကိုတည်ချပေါက်ခံစားကြရပါသည် တကယ်တော့လွန်ခဲ့သောနှစ်ပေါင်း2000အထက်ကဖျားခေပေါ်ပြတော်မူခဲ့သောမြစ်တာတည်တည်သည်ကာလကြာမြင့်တော်လဲ မိနိုင်စရာမရှိခဲ့ပါ။ဘုရားခင်တပါးရီသောသားတော်ကိုဆုခဲ့တာပါ။ကောင်းကင်ဘုံရွှေပြည်နန်းမဆုခွာကဤလောကီပြည်ပန်းစေရဲ့ချင်းကိုပြောင်းလဲကယူတင်ဝတ်ဆောင်ဖို့ဝင်ဖွားလာရပါသည်။နောက်ဆုံးမှာတော့အပြစ်အလုံးစုံကိုတာဝန်ခံကလောကရိုင်းထက်သို့ တက်သွားခဲ့ပါသည်။အမကြီးဒေါက်တာတောက်ဤစကားနှင့်ပြောရလျှင်နှစ်ပေါင်း2000ရောကြာခဲ့ပြီနော်ဟုဆိုရမှာပါ။ ။ခင်ယေရှု၏မွေးဖွားခြင်းမှာအတော်ပင်ကြာခဲ့တော်လဲမမင့်နိုင်မမေ့အပ်သောအကြောင်းရင်းရှိပါ၏။ချစ်ချင်းမေတ္တာကြောင့်ဖြစ်ပါသည်။ရှင်ယောဟန်ဩဝါဒစာ ပထမဆုံးအခန်းကြီး9အငယ်10တွင် အကြောင်းမူကားဘုရားခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏ဟုလာပါသည်ဘုရားခင်သည်ချစ်ချင်းမေတ္တာနှင့်ဆက်ဆိုင်သည်ခရစ်မတ်ကာလမှာဘုရားခင်ချစ်ချင်းမေတ္တာကိုခံစားရသလိုပဲပြန်လည်ဝေမျှရန်လည်းဖြစ်ပါသည်ကြာခဲ့ပြီဖြစ်တော်လဲ ဘရောမမဟာဝိတ္တိစကားတမျိုးတည်းသာရှိပါသည်မေတ္တာအကြောင်းတစ်ခုသာဖြစ်ကြပါမိတ်ဆွေဘုရားခင်သင်္ကာရုကိုချစ်၍ငါတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းကသားတော်ကိုဆေလွတ်တော်မူသောအရာ၌ချစ်ချင်းမေတ္တာရှိ၏ရှင်ယောဟန်ဩဝါဒစာ ပထမဆောင်ခန်းကြီး၄အငယ်30နေဘက်နှင့်ကြွလာတော်မူသောသခင်စာရေးစရာဓမ္မပညာရှင် မက်စ်လူကာတို့ကတမန်ကျမ်းစာဆိုသည်မှာ မြစ်သက်ရှာမကောင်းသောလူအများကိုဖျားသခင်ကဆေးလျှော့သော အကြောင်းများကိုရေးသားထားပါသည်ဟုဖော်ပြပါသည်။အာနေသောသူများအပြစ်တုဆဲမှနစ်မွန်းသောသူများယူမိုက်သောသူများအစိုးရ၍နာခံခြင်းရှိသောလူများကိုဖျားသခင်ကချွချွင်းမြတ်တာနှင့်ဆေးလျှော့၍ကယ်တင်ခြင်းသို့ရောက်ရန်အတွက်သွေးဆောင်သောအကြောင်းများဖြစ်သည်ဟုဆိုပါသည်။ဥပမာအားဖြင့် အကျဉ်းခံအင်ဂရီဖြစ်သောယူတအမျိုးသမီးအေသတာသည်ဘုရားသခင်အားဖြင့်မိဖုရားဖြစ်လာခဲ့ပါသည်အင်တန်မှကြောက်ရွံ့သောစိတ်တော်ရှိသည့်တငါသည်ရှိမုံသည်ခေယေရှုကိုညင်းပယ်ထွက်ပြေးခဲ့တော်လဲနောက်ဆုံးမှာတော့ရဲရဲတောက်အင်္ဂလိပ်တရားကိုဟောပြောသူ ဖြစ်လာခဲ့ပါ၏ယူတာသောလက်သမားဂီတောင်သည်ဘုရားသခင်အားဖြင့်အောင်မြင်ကြကြသောစိတ်သူရဲ့ကြီးဖြစ်လာခဲ့ပါသည် ဖျားခင်အားဖြင့်အားနေသောသူသည်အားကြီးလာခဲ့ပါသည်ဖျားခင်အားဖြင့်ကြောက်ရွံ့ကသူရဲ့ဘော်ကြောင့်သူသည်စစ်သူရဲ့ကောင်းဖြစ်လာခဲ့ပါသည်ဖျားခင်အားဖြင့်သစ္စာပြည့်သူသည် ခိုင်မာ၍သစ္စာရှိသောအမှုတော်ဆောင်ဖြစ်လာခဲ့ပါ၏ပြောင်းလဲခြေကိုယူဆောင်လာသောဖျားခင်သားတော်သည်ယနေ့တွင်ဤကဘာမြေစီသို့ခရီးပြုလာခဲ့ပါသည်ကျင်းစာ၌သူပါကြောက်လာရသည်ကို ဖော်ပြပါသည် အပြည့်ရှိသောသူကိုကဲတခြင်းကဟုဆိုသည်ဖြင့်အပြည့်မရှိသောသူနေတော့မသက်ဆိုင်ပါမိမိတို့အသက်ရှင်သည့်ကာလတလျှောက်တက်ရှင်မဲ့ကံစွာကြိုးစား၍နေထိုင်သောညာအပြည့်တရားကတစ်ခုမဟုတ်တစ်ခုညင်ဆွမ်းပါသည်ဒီကဘာလုံးကလူသားအလုံးမှာအပြည့်ရှိတာကြောင့်အပြည့်အဖို့အခသိချင်းမှရှောင်ရဲနိုင်ဖို့ရန်အတွက်ကြွလာခဲ့တာဖြစ်ပါသည်နှစ်ပေါင်း30ပုံသက်တဲ့အားဖြင့်လကောင်း သုံးနှစ်တာကာလမှာသူတင်ချင်းဟောပြောချင်းကုသချင်းအားဖြင့်လကောင်ကေတင်ခဲကနောက်ဆုံးမှာတော့အသွေးကိုသွန်းအသက်ကိုဆိုး၍ကေတင်ခဲပါသည်ထိုသခင်ကိုကြိုဆို၍နေရာပေးရန်အတွက်စစ်နှလုံးတကားကိုယနေ့ပင်ဖွေး၍လက်ခံကြရအောင်ယေရှုခရစ်တော်သည်အပြည့်ရှိသောသူကိုကေတင်ခြင်းကဤလောကသို့ကြွလာတော်မူသည်တိမောသေဩဝါဒစာခန်းကြီး၁ငယ်၅နံပါတ်၃ တက်နိုင်သောအကြောင်းဘယ်တော့မှမပြောင်းလဲနိုင်သော ကိစ္စဘယ်တော့မှမဖြစ်နိုင်သောကိစ္စများကိုသက်မချွေခံရသောအကြောင်းများရှိပါ၏ဥပမာအားဖြင့်တာရှုမြို့သားပါရီရှဲတူဖြစ်သောရှောလို့သည်ခရီးရများကိုအလွန်မုန်းပါသည်ခရီးရများသည်ပါရီရှဲတို့ဘာသာရေးကိုတိုင်လန်သူအောင်မြင်၍လိုက်လံနှိမ့်ဆက်ညင်ပန်းခဲ့သူရှောလို့သည်ဘတော်မမပြောင်းလဲနိုင်ဟုထင်မှန်ရပါ၏။သို့တော်လည်းဓမ္မသက်မျိုးတို့သွားရန်လဲရီမူ သခင်ယေရှုနှင့်တွေ့ဆုံခဲ့ပြီးနောက်မှာတော့ပြောင်းလဲသွားခဲ့ပါသည်ဘယ်တော့မှမပြောင်းလဲတော့ဘူးအမေယာမှာလုံးဝပြောင်းလဲကသခင်ယေရှု၏ကြီးကျယ်ခမ်းနားသော အမှုတော်ဆောင်ဖြစ်လာခဲ့ပါ၏ဘယ်တော့မှမကြည်ပွားနိုင်သောကိစ္စဘယ်တော့မှမျက်နှာမရနိုင်သောကိစ္စများကိုတတ်မှတ်ခြင်းခံရသော အကြောင်းများရှိပါ၏ဥပမာအားဖြင့်မောဘပြည်သူမှုဆိုမှတခုဖြစ်သော ရူတာသည်ဘယ်လီမျိုးစုနွမ်းလျစွာ ရောက်လာခဲ့ပါသည် ခင်ဗောလဲမရှိတနအင်အားချိနဲ့သောအီးမေးလ်ကလေးမှာရောက်ခမတူမှလွဲ၍အားကိုးစရာမရှိတာကြောင့်တပြေတူရမှာနေထိုင်စားသောက်ဖို့တောင်မလွယ်ကူပါသို့တော့ဖျားခင်မျက်နှာသာပေးခြင်းကိုခံရလေမဖြစ်နိုင်တာမှန်သည်။ဖြစ်လာခဲ့ပါသည်ကျွဲဝတော်သူ လုံလောက်တော်သူဖြစ်လာခဲ့ရုံမကသားကိုရတော်မိခင်ဖြစ်လာခဲ့ပါ၏ဒဲ့လီမျိုးတွင်အသရေရှိသောမိမအဖြစ်ကြောကြားခဲ့ရကဘဝတွင်အိမ်မက်ပင် မမဲ့ခက်တာများဖြစ်ပေါ်လာခဲ့ပါသည်ဘယ်တော့မှအပြစ်မလို့နိုင်တဲ့ကိစ္စကြီးကျယ်သောပြင်မှုကြောင့်နလန်မထူနိုင်တော့ဘူးသက်မှတ်ခြင်းခံရသောအကြောင်းများရှိပါ၏ဥပမာအားဖြင့်ဒါဝိမင်းကြီးသည်ဥရိယာစစ်သူဂျေစနီဘာသာရှိပါနှင့်မာရွေခဲ့ပါ၏ဧကောင်အမိုးပေါ်ကရေချိုးသောမိမလာ၏အသွေးအသားကိုတတ်မှတ်ခဲ့တာကြောင့်နာမည်ပြည့်ရသူအဒရီညိုနန်းသူ ဖြစ်ခဲ့ရကား ဘယ်တော့မှကောင်းတော်သူဖြစ်မလာနိုင်ဟုအောက်မေးရပါ၏သို့သောပြားကြီးကုနာရောမကုံဆုံးတာကြောင့်တပံပြန်လဲကနှလန်ထူလာခဲ့ပါသည်မဖြစ်နိုင်ဘူးငါမတက်နိုင်ဘူးအိုင်ခဲကိုအောက်မေးသည်။သည်ဘုရားကြီးရှင်မှာအတိတ်ပဲရှိပါဘုရားရှင်နှင့်ပေါင်းဖော်လျင်ခတ်သိမ်းသောအမှုတို့သည်ငါတက်ဆွမ်းနိုင်၏ I can ခုပြောင်းလဲသွားနိုင်သောကြောင့်ခွန်အားယူ၍ ဝိညာဉ်သဘောနဲ့ဒီစင်မာကိုဖြတ်သန်းကြရအောင်။နံပါတ်၄သတင်းကောင်းကိုဝေငှရန်လို့ခရစ်စမတ်ပွဲတော်ကိုဒီကမ္ဘာလုံးကဆင်နွှဲကြပါသည်။ဈေးရောင်းဈေးဝယ်ကြတော့ခေတ်ကြီးထဲမှာတော့ဈေးတဲ့အများကခရစ်စမတ်ပွဲတော်ကိုအသုံးချကာစီးပွားရှာကြသဖြင့်ခရစ်စမတ်ပွဲကိုပို၍လူသိလာစေပါ၏။ခရစ်စမတ်ပရိုမိုးရှင်းကိုခေါ်သောဈေးလျှော့ရောင်းသော အလောက်ကတာ၍တွင်ကျင်လာသဖြင့် အချို့ယုံကြည်သူနယ်ပါသောထိုင်းနိုင်ငံများမှပင်လလုံရှာရှာဖြစ်ကြရပါသည်တခါကဂျပန်နိုင်ငံတိုချိုမြို့တော်၏နာမည်ကြီးကုန်တိုင်မှဖြစ်ပါ၏ခရစ်မတ်အချိန်ဖြစ်တာမို့ဈေးလျှော့ရောင်းတာကုန်ပစ္စည်းအသစ်ကြောင်ရာများနှင့်ဆူညံ၍စီကားနေပါ၏ထိုချိန်မှာဈေးဝယ်သူလူအများကိုတည်င်းဌာနရုံမြင့်တန်ကြားကမင်းကိုမင်းကပြည်နိုင်ငံအဝန်းသို့တိုက်ရိုက် live တင်ပြနေပါသည်လူတယောက်အာရုံမြင့်တန်ကြားဌာနကချီးကပ်၍ ခရစ်စမတ်ပွဲတော်မှာဈေးဝယ်ရတာရှောက်လေရတာအလုတ်အားလည်းရတာပျော်ရွှင်ပါသလားပျော်ပါတယ်ဟုဖြစ်ပါသည်မင်းကိုမေးသူကဆက်လေ၍ဒါဆိုရင်ခရစ်စမတ်တိတ်ပေကလေးပြောပြပါဦးမင်းလေးထို့သူကရဲပါသည်အဲ့ဒါတော့မသိဘူးခဗျာခရစ်စမတ်ပဲသိတာလေအင်္ဂါတအဲ့ဒါကခရစ်ယာန်တွေရဲ့ဖီးယားယေရှုသခင်သေဆုံးတဲ့နေ့များလားပဲတိတ်တော့မသိချဘူးဗျာဟဲဟဲဟုပြန်ပြေပါသည် အင်တာနက်အပ်အောသွားပါသလားမအပ်အောပါနဲ့မနေ့ကဂျပန်ရုပ်မြင်သံကြားကထုတ်လွှင့်ခဲ့တာပါတကယ်တော့ခရစ်မတ်ဆိုသည်မှာပွဲတော်တစ်ခုပဲဟုသာတိထားကအခြားဘာမှတည်တည်ချာချာရေရရမသိသောမိတ်ဆွေများရှိပါသည်ခရစ်မတ်အချိန်မှာသူတို့ကိုဝမ်းမြောက်ဖွယ်တဲ့စကားပြောဖို့လိုပါသည်ဖျားခင်ကလေးချင်းစုယေစုကိုမြတ်တာနေဝင်ငါချဖို့နိုးစော်လိုပါသည်ဝေစာကလေးတစ်ဆောင်ဖြစ်စေ Christmas ကလေးတစ်ခုအားဖြင့်ဖြစ်စေရေကူစွာတည်တင်ပေးနိုင်ပါသည် Christmas ဤကောင်းရတမန်ဖြစ်နိုင်ပါသည်လူအပေါင်းတို့သည်အလိုဝမ်းမြောက်ဝမ်းသာစွာတည်တင်ကိုငါသည်သင်တို့အားကြားပြောရ၏ဟုသောကောင်းရတမန်စကားကိုယနေ့မှယူ၍အသုံးပြုနိုင်ပါသည်စင်စစ် Christmas တို့ဆိုရာကဝေမျှရမည်အချိန်ဖြစ်ကြောင်းပါယနေ့တွင်တော်ဝဲအီမြို့၌သခင် ခရစ်တော်ဒီဟုသော ်ကေတင်သောအရှင်သည် သင်တို့အဖို့လူငါဘွားမြင့်ခြင်းကို ခံတော်မူပြီး ရှင်လူကခရွင့်ချက်အခန်းကြီးနှင့် အငယ်7ကောင်းကြီးမိဂလာဆိုတာကတကယ်ကိုလိုအပ်တယ်လို့နေသက်စရာလဲကောင်းပါ၏ blessings ဟူသောအင်္ဂလိပ်စကားကိုပင် ကျွန်တော်တို့ရင်းနှီးကြပါ၏ယုံကြည်သူမဟုတ်ရင်တောင်မှ ကောင်းကြီးမိဂလာဆိုတာကိုနားလည်၍လိုချင်ကြပါသည် ခရစ်မတ်ဂါလာတွင်မြုံချီသူမိတ်ဆွေများအိမ်သို့သွား၍နှုတ်ခွန်းဆက်သချင်းများဆိုကြလျင်သူတို့ကဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာကိုဆိုပင်းရန်တောင်းဆိုကြပါသည်ဒီလိုနှင့်ပဲယုံကြည်သူဖြစ်စဉ်မယုံကြည်သူဖြစ်စဉ်ခရစ်မတ်အချိန်ခါသည်ကောင်းချီးမင်္ဂလာကိုခံယူသောအချိန်မြမဆဆန်ပြောရလျင်မင်္ဂလာယူသောအချိန်ဖြစ်ပါသည် ဤကာလမှာဖျားခေတိမသွေမှုချကောင်းကြီးမိလာကိုအေးအိမ်ပေါ်မှာသုံးလောက်ချပေးပါသလားဟု၍စဉ်းစားရှိချင်းကြည့်ရအောင်စင်စီဖျားရှင်သည်ချစ်ချင်းမေတ္တာတနာချေကျူနာနှင့်ကြွယ်ဝသောသခင်ဖြစ်ပါသည်ခရစ်မတ်မဟုတ်ရင်လည်းကောင်းကြီးမိလာကိုဤအိမ်ပေါ်မှာသုံးလောက်ပါ၏တိုတောခရစ်မတ်အချိန်မှာတော့ပို၍ထင်သာမြင်သာရှိသလိုပို၍တောင်း၍ဆို၍ကောင်းသလိုပါပဲ အကြောင်းကားတော့ထုကာလမှာဖျားခင်ကလူစာဒီကိုခံ၍လောကမြေသို့ကြွဆင်းလာသလိုကျတော်တို့ကလည်းဖျားရှင်တန်သို့တိုးဝင်ပူရင်စိတ်နှလုံးကဆုံးဖြတ်သောအချိန်ဖြစ်ပါသည်။ဤအချိန်ဤကာလတွင်ကဘာမြေသို့ဆင်းသက်၍လူစာရီခံသောယေရှုခင်ပွင့်နာမသည်ပင်အီမာနွေလဟု၍ဖြစ်ပါသည်။တမန်တော်ကြီးနှင့်ရှမသည်ခရစ်ဝင်ကျမ်းတွင်ထိုသားကိုအီမာနွေလအမည်ဖြင့်မေယာချက်လက်တက်ဟုလာသည်တည်း။ အမနွေလအနက်ကငါတို့နဲ့အတူရှိတော်မူသောဖျားသခင်ကိုဆိုလိုသည်တည်းဟုလာပါသည်။မာသဲခန်းကြီးတည်းအငယ်23အင်္ဂလိပ်ဘာသာဖြင့် God is with us ဟုဖော်ပြပါသည်။ကျွန်တော်တို့နားလည်နိုင်ပါသည်။အေချိန်မှာဖျားသခင်ကျွန်တော်တို့နဲ့အတူတကွကိုရှိနေပါ၏။တို့ဖြင့်လေကောင်းကြီးမင်္ဂလာကိုတေချာပေါက်ကို ကျွန်တော်တို့ရမှာဖြစ်ပါသည်။ အယယာကိုပိုင်တာ၍ဂိယုနာနေကြွယ်ဝသောဖျားခေတ္တမှာလောကနှင့်ဆက်ဆိုင်သောအရာသမကဝိညာဉ်နှင့်သက်ဆိုင်သောကောင်းခြင်းမိင်္ဂလာကိုတွန်လောင်းပေးသော အချိန်ဖြစ်ပါ၏။သင်ဤအိမ်ပေါ်မှာကျွန်ုပ်ဤအိမ်ပေါ်မှာဖျားရှင်ဂိယုနာရောဖော်ပြခြင်းဖြစ်သောကြောင့်ဤကောင်းခြင်းမိင်္ဂလာဖြစ်သောကြွယ်ဝခြင်းညီသက်ခြင်းနှင့်ဝမ်းမြောက်ခြင်းကိုစိတ်အားကြီးစွာလက်ခံကြရမှာပါ။ကိုရောဤကတိတော်များ၌တည်နေသည် အနန္တကာလပတ်လုံးချီးမွမ်းပါမည်ဟောရှင်နာဖြစ်စေတည်းကြွေးကြော်လေ၏ခတိတော်မြတ်၌ဒီနေပါသည်ခတိတော်၌တည်ရှိနေခြင်းသူတခြင်းအမတ်စဉ်188 standing on the promise ဤတရားဟောချက်သည်ဆရာဆိုးပြုစုသောတနင်္သာအတွက်တရားဟောချက်များ2025ဆောက်အောက်ကနေကောင်းသောပြတ်ခါရှိဖြစ်ပါသည် ရာသောတက်စီပုံများအလုံးရားဖြစ်ခြင်းမှာဤတဲ့ဝမ်းမြောက်ခြင်းကိုခံစားရပါစေ။